နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အီကွေဒေါထောင်မှာလက်နက်ကင်အထိကယုံကြောင့်အကျဉ်းသား32ဦးတိတ်ဆုံးပြီးအများစုဟာအသက်ရှူကျပ်ပြီးတိတ်ဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ောင်အမေရိကနိုင်ငံတစ်ခုဖြစ်တဲ့အီကွေဒေါနိုင်ငံရဲ့ထောင်တစ်ခုအတွင်းတင်းငွေနေနေမွန်လဲပိုင်းကလက်နက်ကင်အထိခယုံကြောင့်လူ၄ယောက်သေဆုံးခဲ့တယ်လို့အကျဉ်းသား28ယောက်ထပ်မနေအသက်ရှူကျက်ပြီးသေဆုံးခဲ့တယ်လို့အာနာပိုင်တွေကပြောပါရတယ်။ ထောင်အာဏာပိုင်တွေရဲ့ကြေညာချက်ကိုကိုးကားပြီး AFP သတင်းကဖော်ပြရမှာတော့ Ecuador နိုင်ငံ LO ရိုပီနယ်မာချလာအချင်းထောင်မှာလူ28ယောက်ကိုအသက်ရှူကျက်ပြီးသေဆုံးနေတာတွေ့ရှိခဲ့ရပြီးနောက်ထပ်၄ယောက်ကတော့လက်နက်ကင်အထိကယုံအတွင်သေဆုံးခဲ့တယ်လို့ဆိုပါရယ်အချင်းသား33ယောက်နဲ့ရဲအရာရှိ1ယောက်တို့လည်းဒဏ်ရာရရှိခဲ့တယ်လို့ကြေညာချက်ထုတ်ပြန်ရမှာဖော်ပြထားပါရယ် အခုဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုဟာတမရဒန်နီရဲ့နိုဘိုအာအစိုးရကနိုဝင်ဘာလမှာဖွင့်လှစ်ဖို့စီစဉ်ထားတဲ့လုံခြုံရေးအမြင့်ဆုံးထောင်အစ်စ်ကိုအကျဉ်းသားအချို့ကိုရွှေ့ပြောင်းမဲ့အစီအစဉ်တွေနဲ့ဆက်ဆက်နေကြောင်းယုံကြည်ရတယ်လို့ဆိုပါတယ် အီကွေဒေါထောင်တွေဟာကြံပတ်မူရစ်စေဝါရောင်းဝယ်မှုဂိုင်းနေအတွက်လက်ပတ်ရနေရာတွေဖြစ်လာခဲ့ပြီးတရားမဝင်ကုန်တွယ်မှုကိုထိန်ချုပ်ဖို့ရှင်ပြိုင်နေကြတဲ့ဂိုင်းတွေအကြားတိုက်ခိုက်မှုတွေရှိနေတာပါအဲ့ဒီလိုတိုက်ခိုက်တာတွေအတွင်အကျဉ်းသား900ကျော်တိတ်ဆုံးခဲ့ရပြီးဖြစ်ကအများစုကတော့မချလာထောင်မှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ရှင်